အာဆင်နယ်နောက်ခံလူကာရီရဲ့နိုင်ငံတကာပွဲမှာပေါင်ချန်တရာရရှိဘောလုံးကြောက်ကြများအတွက်ကျွန်မတို့ရဲ့1000000 channel တွေကပြန်နေကြည့်ကြပါမယ်။အာဆင်နယ်တင်းကဘရာဇီးလက်ရွယ်စင်နောက်ခံလူကာရီရဲ့ကစီနီဂေါနဲ့နိုင်ငံတကာခြေစမ်းပွဲမှာပေါင်ချန်တရာရရှိခဲ့ပါတယ်။ကာရီရဲ့29နှစ်နေနဲ့ပွဲချိန်တိုင်းမပြည့်ခင်မှာတရာရခဲ့ပြီးတော့လူစားလဲခံခဲ့ရပါတယ်။ ၎င်းဟာပရီးမီးယားလိဇယားထိပ်ဆုံးရောင်းအာဆင်နယ်တင်းရဲ့အတိကကစားသမားတူဖြစ်ပြီးတော့ပရီးမီးယားလိဆက်တပ်ပွဲမှာ၅ဂိုးသာပေးခဲ့ရတဲ့ခန့်စစ်ချောင်းကိုဦးဆောင်နေသူတူလည်းဖြစ်ပါတယ်။တန်ရာဆိုးသလားဆိုတော့ကျွန်တော်မသိပါဘူး။သူ့ရဲ့ပေါင်မှာတန်ရာရခဲ့ပါတယ်။ဆေးပွဲကမနက်ဖြန်မှစစ်ဆေးပါမယ်။ကျွန်တော်တို့ဒီအတွက်အမှန်တကယ်ဝမ်းနဲ့စိတ်ပြည့်ရပါတယ်။ကစားသမားတယောက်ကိုတန်ရာရချိန်မှာမကြခင်ပြန်ကောင်းဖို့မျှော်လင့်ပါတယ်လို့ဘရာဇီးသင်းသီးပြအန်စလော့တီကပြောခဲ့ပါတယ်။ ဘရာဇီ2-0ဆီနီဂေါချေဆန်းပွဲကိုအာဆင်နယ်သင်းရဲ့အမရိတ်ကွယ်မှာကစားခဲ့ပြီးအီစတေဘိုကက်စီမျိုးတို့ကဂိုးသွင်းပေးခဲ့ကြပါတယ်။တခြားနောက်ကလူတူဖြစ်တဲ့ကာလာဖီယိုရီလည်းတင်မတိုင်ရာရှိနေလို့အီတလီသင်းလူစင်ကနေပြီးတော့နှုတ်ထွက်ခဲ့ရပါတယ်။အာဆင်နယ်သင်းကနိုဝင်ဘာလ23ရက်မှာစပါးနဲ့မြောင်းလန်တန်တားပြီးနိုဝင်ဘာလ26ရက်မှာဘိုင်ယန်မြူးနစ်နဲ့ချန်ပီယံလိပွဲတွေကိုကစားရဖို့ရှိပါတယ်။